င်္ဂလာပါခင်ဗျရှန်ကိုခစ်တိကနေဒီနေ့နေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တောင်ကိုရီးယားနိုင်ငံမှာနိုင်ငံကိုလက်မှတ်တပ်တန်းကုန်နေတဲ့မြန်မာနိုင်ငံသားတွေအလုံးကို MG ကိုစလဲရုံးကနေတပ်တန်းဒိုးပေးနေပြီးတောင်ကိုရီးယားအစိုးရကလက်ခံဆောင်ရွက်ပေးနေတယ်လို့တပ်တန်းအသစ်နှစ်နှစ်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်ကင်းပြည်နယ်တမဟာငါနယ်မြေကအချမ်းပတ်စကောင်စီရဲ့ဖပွန်ဘျူဟာတပ်ရင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကပိတ်ဆို့ထားပြီးစစ်တပ်မိသားစုတွေအတွက်လမ်းကြောင်းဖွင့်ပေးထားပြီးမြေ စစ်ကောင်စီကသူတို့တပ်ထဲမှာရှိတဲ့စစ်တပ်မိသားစုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုပါထွက်ခွင့်မပေးဘဲလူသားတိုင်းလှုပ်ထားတယ်ဆိုတဲ့တင်ပါဝင်ရင်းနေတဲ့ဒရင်တွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတင်ကတော့တောင်ကိုရီးယားနိုင်ငံမှာနိုင်ငံကိုလက်မှတ်တက်တန်းကုန်နေတဲ့မြန်မာနိုင်ငံသားတွေအားလုံးကိုအယုံကြည်ကိုစလဲရုံးကနေတက်တန်းတိုးပေးနေပြီတောင်ကိုရီးယားအစိုးရကလက်ခံဆောင်ရွက်ပေးနေတယ်လို့တက်တန်းအစ်စ်နှစ်နှစ်ရရှိမှဖြစ်တယ်လို့သိရပါတယ် တောင်ကိုရီးယားနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံဦးလက်မှတ်တပ်တန်းကုံဆုံးမှာကစစ်ကောင်စီရဲ့မြန်မာတန်ရုံမှာတွားရောက်တပ်တန်းမတိုးခြင်းရင်အန်ယူဂျီကိုစလေရုံမှာတွားရောက်တပ်တန်းတိုးဖို့တင်ပြပါကအန်ယူဂျီကိုစလေရုံကနေတပ်တန်းတိုးခွင့်အတွက်လိုအပ်တဲ့ဒစိတုံးနဲ့စာရွက်စာတမ်းတွေရိုက်နှိပ်ပေးလိုက်ပြီးအဲ့ဒီဒစိတုံးနဲ့စာရွက်စာတမ်းတွေကိုလည်းတောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးကတရားဝင်လက်ခံဆောင်ရွက်ပေးပြီးတော့ဗီဇာတပ်တန်းတိုးပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံအစိုးရ NG ရဲ့တောင်ကိုရီးယားကုစလေရုံးကိုရောက်ခဲ့တဲ့မြန်မာနိုင်ငံသားတဦးကရှင်းပြထားပါတယ်။ဒါဟာလက်ရှိတောင်ကိုရီးယားမှာဆက်လက်နေထိုင်မဲ့သူတွေနဲ့ຫນွေဥတော်လန်ရေးမှပါဝင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့အရန်ကိုအဆင်ပြေပြီးစစ်ကောင်စီတန်ရုံမှာတွားပြီးတတ်တမ်းမတိုးကျင်တဲ့ကိုရီးယားရောက်မြန်မာတွေအတွက်လည်းတည်င်းစကားပါကျင်တာဖြစ်တဲ့အပြင်အခုလက်တလုံးမှာလည်းတတ်တမ်းတိုးခွင့်ရသွားတဲ့သူတွေလည်းရှိနေတယ်လို့ဆိုထားပါတယ်။ လက်ရှိမှာလည်း UNG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေလက်ခံတက်တန်းတိုးဆောင်ရွက်ပေးနေတဲ့မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ရာပေါင်းများစွာရှိနေပြီးမကြာမီထောင်ကနန်းအထိကိုရောက်ရှိတော့မှဖြစ်တယ်လို့စစ်ကောင်စီတန်ယုံကိုအခေါ်မပေးခြင်းတဲ့သူတွေအနေနဲ့ UNG ကိုယ်စားလှယ်ရုံးမှာနိုင်ငံကူးလက်မှတ်တက်တန်းတိုးနိုင်ပြီဖြစ်တဲ့အကြောင်းကိုလည်းတောင်ကိုရီးယားရောက်မြန်မာတွေကပြောထားကြပါတယ်ခင်ဗျတပတ်မှာတော့ ဂင်ဘီနယ်တမဟာငတ်နေမီကအချမ်းဖတ်စစ်ကောင်စီရဲ့ဖပွန်ဘျူဟာတရင်ကိုဒေါ်လရေးပူပေါင်းတက်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်တပ်မိသားစုတွေအတွက်လမ်းကြောင်းဖွင့်ပေးထားပြီးမယ်စစ်ကောင်စီကသူတို့တပ်ထက်မှရှိတဲ့စစ်တပ်မိသားစုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုပါထွက်ခွေမပေးဘဲလူသားတိုင်းလှုပ်ထားတယ်လို့ FFD တပ်ဖွဲ့ရဲ့တာဝန်ခံ KK ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာအဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့ဖပွန်ဘျူဟာတရင်ကို KNL PDF ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ခေါ်ပုတ်စခန်းကိုတိတ်ပိုက်တဲ့အချိန်တုန်းကလေအဲ့ဒီကနေဖပွန်ဘျူဟာတရင်တဲကိုထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေဟာလေတရင်တဲတော့မရောက်လိုက်ဖဲဝိုင်းပတ်ပိတ်ဆို့ထားတဲ့တော်လန်ကြီးတပ်တွေရဲ့ဖမ်းဆီးဒါကူတာခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီလိုတော်လန်ကြီးပူပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးမဲ့ဖပွန်တရင်တဲမှာရှိတဲ့စစ်တပ်မိသားစုတွေကိုထွက်လို့ရအောင်လမ်းဖွင့်ပေးထားတာကိုတရင်တဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကအဲ့ဒီသူတို့ရဲ့စစ်တပ်မိသားစုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုထွက်ခွင့်မပေးဘဲလူသားတိုင်းအဖြစ်လှုပ်ထားတဲ့အတွက် ရန်နယ်ပီဒီပူပေါင်းတက်တွေဟာတရင်ကိုအပိသိမ့်မှုတတိနဲ့ပြင်ဆင်နေရတယ်လို့ FFD တပ်ဖွဲ့ရဲ့တာဝန်ခံကိကိကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီအချက်ပစကောင်းစီရဲ့ဖပွန်ဘျူဟာတရင်ကိုသိမ့်ပိုက်ပြီးရင်တော့ဖပွန်မြို့နယ်တစ်ခုလုံးကို KNL PD ရဲ့ပူပေါင်းတက်တွေကတာအပိသက်ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ရန်ကုန်တိုင်းဒလမြို့နယ်မှာစစ်မှုထမ်းမဲ့တပ်သားအစ်မပေးနိုင်မှာက ဂျေးရွာတရွာကိုငွေကျပ်သိန်း100ပေးရမယ်ဆိုပြီးအကြံဖက်စစ်ကောင်စီတက်နေပူပေါင်းအဖွဲ့တွေကပြည်သူတွေစီကနေငွေဂျေးတွေအတင်းအရမကောက်ခံနေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိဒလမျိုးနဲ့အနိုးချောင်းလေးဂျေးရွာမှာဆိုရင်စစ်ကောင်စီတက်နေအုတ်ချုပ်ရင်းမှုအေးဝဲဆိုသူတို့ကစစ်မှုနဲ့တတားတစ်မပေးနိုင်ရင်ဂျေးရွာတရွာကိုငွေကျပ်သိန်း100ပေးရမယ်ဆိုပြီးအတင်းအကျပ်တောင်းရနေကြတယ်ဆိုပါတယ်။အဲ့ဒီမှာသိန်းတရာမပြည့်ပြည့်အောင်ရွာထဲမှာနေတဲ့အိမ်တွေကစုပြီးပေးရသလို ်ငွေကြေးမပေးနိုင်တဲ့သူတွေကတော့စစ်မှုထမ်းရမယ်ဆိုပြီးတော့ကိုချိမ့်ချောက်ထားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူနွေမလ9ရက်နေ့ကပဲလိုင်တန်မြို့နယ်အမှတ်9ရက်ကွက်အုပ်ချုပ်ရေးမှုအသစ်စိန်မောင်ဝင်းဆိုသူနဲ့ပူပေါင်းအဖွဲ့တွေကလည်းစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးအိမ်တိုင်းစိတ်ငွေကြေးလိုက်လံကောက်ခံနေတယ်လို့တပတ်က ARD တိုင်းဝါခဲမကျုံမငေးနဲ့ဘကိုးတိုင်းတလုတ်ပင်ကြေးရွာဘက်တွေမှာလည်းစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးစစ်ကောင်စီတက်တဲ့ရက်ကြေးအုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေစီကနေမတရားငွေညှင့်တောင်းရန်တာတွေလုပ်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျ။အခုတစ်ခါဆက်ချင်တာကတော့အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာပြုလုပ်ခဲ့တဲ့တေးသန့်ရှင်အေဂျင့်မင်းရဲ့တော်လန်မွေးနေ့ One Lady Show ဂီတပွဲကနေရရှိတဲ့ American Dollar 5000ကျော်ကိုမြန်မာပြည်တွင်းအတွက်လှူဒန်းသွားမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေစီကနေသိရပါတယ်။အဲဒီတေးသန့်ရှင်အေဂျင့်မင်းရဲ့ One Lady Show ဂီတပွဲကိုအမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာနိုဝင်ဘာလနေ့ရက်နေ့ကပဲပြုလုပ်ခဲ့တာပါ။ ဲ့ဒီဂီတပွဲမှာဒေသန်ရှင်အေဂျင့်မီနဲ့အတူဒေသန်ရှင်ကော့ဘရာကျော်တီဟာလီယိုလင်တာရက်ဆဲဆောလမွန်ကင်းယန်ယန်ချန်နဲ့ဖိုးဖန်ဆိုသူတို့ကပါပါဝင်အဖြစ်ပေးခဲ့ကြတယ်လို့လည်းသိရပါတယ်။ဒါအပြင်အဲ့ဒီဂီတပွဲမှာပကြီးရှာမနှုတ်ရင်ရေးဆွဲပြီးမွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့ပုံတူပကြီးကားကိုလည်းလေးလံဆွဲတဲ့အချိန်မှာအမေရိကန်ဒေါ်လာ3600ရရှိခဲ့ပြီးပွဲလက်မှတ်ရောင်းရငွေအစားအသောက် ရောင်းရငွေအမှတ်တရပစ္စည်းရောင်းရငွေအလုံးပေါင်းအမေရိကန်ဒေါ်လာ9000ကျော်ရရှိခဲ့ပြီးတော့ အဲ့ဒီငွေတွေအားလုံးကိုလည်းမြန်မာပြည်တွင်းကိုပြန်လဲလှူဒန်းသွားမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကပြောထားကြပါလိမ့်မယ်။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ